1552ခုနှစ်ကောဇာတက္ကရီ1380ပြည့်နှစ်နှစ်တော်လာပြီကျော်7ရက်နေ့ညမန္တလေးတိုင်းမရေယာမြို့သာသနာ့သောတာယုံအကြောင်းတိုက် အတွင်ဝင်29ချိန်မြောက်ဆင်းရဲခြင်းပြုလို့အပ်သည့်မရေယာစင်ကူးနှမြို့နယ် ရှိခြင်းဤကာယဝိနည်းပါဠဝိနည်းစာရောပြန်ပွဲဓမ္မတပင်အခမ်းအနား၌မရိယာမြို့အမှတ်နှစ်ဘယင်းတော်ရက်သာကိုကျော်သူဝင်သူရိဝင်လင်းထက်ထက်ဝင်ဒူဝံပေါင်းဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့် ဒီကနေ့ညခေါ်ကြမိတရား၏အမိမာလူဖြစ်ချိုးနှပ်ပါစေစေတနာတော်ဖြစ်ပါれဒီတရားကိုမဟုတ်ကြမိမနာယူမိရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံအာယုံပြုကတိကျဖတ်စွာအတော်ဝန္နာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင် ယောကပါကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတာယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယာမြာစွာတတဝဤချမ်းသာစီပါလိုလာတောင်းတအကုန်ပေါင်းခါသည်ဖြင့် နာထမိညာကျင်ရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမိယံရေးအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပလုံး လောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးကအတိတကရဏီဥစ္စာတဲ့ချင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်းကြီးဟုကျက်တိထဝေ90အစုအလုံးခဲရင်တော်မူတော့ကိုကရောတော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်ဖြစ် ခေရန်လက်ချင်းမြေလုံးအသက်ဆုံးနဲ့ရဲ့နှလုံးစေဝံကိုရောဤပင်မင်းတို့ကတော်ဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရှာလိသည်မဟာကရုဏီကသတ္တဝါများယေဝ